နေဥပရေသာခွန်သူများကိုလှုပ်ခိုင်းပြီးနမဲကောင်းอยู่ပါသဘောတရားသူတပားရဲ့အစွမ်းအစအတိအလိမ်မှာအတတ်ပညာနဲ့လှုပ်အားတွေကို ကိုကျိုးအတွက်အသုံးချတတ်ရမယ်အချိန်နဲ့ခွန်အားချွေတာရာရောက်မှာဖြစ်တယ်လို့နတ်ဖျားလိုမျိုးဘုံတကူကြီးထွားနေသလားအောင်းမေရလောက်အောင်ပြီးမြောက်မှုနဲ့လင်းမြန်မှုအစွမ်းတွေရှိနေတယ်လို့ဖြစ်သွားလိမ့်မယ်နောက်ွယ်မှာခွန်အားပေးဆက်ထားတဲ့သူတွေကြတော့ မေးပြောက်ခံဖြစ်သွားပြီးနမယ်ယူနိုင်တဲ့ကိုကို လူတွေမှတ်မိနေလိမ့်မယ်ကို့အတွက်သူများလှုပ်ပေးလို့ရနေရင်ဘယ်တော့မှကိုယ်တိုင်မလုပ်နဲ့ဤစဉ်ဩဇာအာဏာအရှင်အဝါလောကကြီးမှာ မတူညီတဲ့တော်တင်းတမွေးမှုခြားနာပုံတွေရှိတယ်အမဲလိုက်တက်ဖြတ်ပြီး ရုံးကန်ရှင်သန်တဲ့သူတွေကတစ်ဖက်အမဲလိုက်တက်ဖြတ်ထားတဲ့အစီအနှစ်တွေကိုလက်ဝေခံတဆင့်ယူပြီးအမျက်ထုံနိုင်တဲ့သူတွေကတစ်ဖက် ကွဲပြားစွာရှင်သန်ကြတယ်။ကိုယ်တိုင်ကိုယ်ကျဇွဲလုံးလာအထုံးမှုမရှိပဲသူများရဲ့လုံအားရလက်ကို အမျက်ကြီးစားတာကအထင်ကြီးเสียရမရှိသလိုအင်မတန်ဆက်ဆုပ်ဖို့ကောင်းတယ်လို့ယူဆနိုင်တယ်။မတူညီတဲ့ရက်တီမှုရှူတောက်တွေကနေကြည့်လိုက်ရင်တော့မှန်ပါတယ်။မှားမားပါဘူး။သို့တော့လောကကြီးရဲ့တရားမျှတမှုချိန်ခွင်က အခြေအနေအနေအထားသွာလာလှုပ်ရှားပုံအရာကွဲပြားတာမျိုး သူများတက်ဖြတ်ထားတဲ့အမဲကိုမှပုတ်ချိန်မျောပြီးကောင်းကင်ယံမှပြန်ဝဲနေတဲ့လင်းသားကိုအပြစ်မြင်နေလို့မထူးပါဘူးဒါဟာတဘာဝပါမကျင်တတ်လို့လဲထူးပြီးပြောင်းလဲသွားမှာမဟုတ်ပါဘူးအကျိုးအမြတ်ခံစား권အတွက်တိုက်ယူရတဲ့ဒီလောကကြီးမှာကို့အနေနဲ့လုံနိုင်တဲ့အရာဆိုလို့နှစ်ခုပဲရှိပါတယ်လက်ရှောင်မလားဝင်မလားလက်ရှောင်ရင်လဲကို့အမဲကိုသူများဆွဲမှာပဲ တဲဝင်ပါလေကို့အမဲကိုသူများမဲမှာပဲမထူးပါဘူးကာကွယ်နိုင်အောင်ကြိုးစားခုခံနိုင်အောင်ကြိုးပြင်ဖို့ပဲရှိတယ်ကိုတိုင်းလုံเสียရမလို့ပဲသူများလုံပေးလို့ရနေမှတော့ဘာလို့ကိုတိုင်းလုံနေအောင်မှာလဲတတရာတတကြောင်းလင်းဒလိုနေပါ ပီတာဘောရူပင်ဖလမ်မစ်လူမျိုးပကြီးဆရာဆိုရင်အရွယ်ရလာတော့အလားတမျှအလုပ်တွေကိုအလင်းမီမလုပ်ပေးနိုင်တော့စနစ်တစ်ခုနဲ့ဘတ်စုံအစဉ်ပြေအောင်လုပ်ခဲ့တယ် အဲ့ဒါကပကြီခမ်းမကြီးတခုထောင်လိုက်ပြီးမတူညီတဲ့နယ်ပယ်ကန်တာတွေမှာပုံဆွဲထူးကျွန်တဲ့ပညာရှင်အသီးသီးကိုအလုတ်ခံထားတယ်။ဝိယုံဆွဲတော်တဲ့သူကတယောက်၊ရှုခင်းပကြီမှာပါရမီပါတဲ့သူကတယောက်၊နောက်ခံပကြီကရေးတဲ့နေရာမှာ တော်တဲ့သူကတယောက်စသဖြင့်ပေါ့ခမ်းမကြီးတယောက်ပကြီဆရာဝန်ထမ်းတွေကိုဆိုင်းရအလုတ်ပေးလိုက်ပြီးစက်ယုံကြီးတခုလိုခိုင်းတက်ခဲ့ပါတယ်။တကယ်လို့အရေးကြီးဧည့်သည်လာရင် သူ့ဝန်တန်းတွေကိုခဏတစ်ဖြုတ်ရှောင်ခိုင်းထားလိုက်ပြီးအဲ့ဒီပကြီကားခန်းမထဲမှာပကြီကားတွေတကားပြီးတကားသူ့ကိုယ်တိုင်ရေးဆဲပြတယ်။ပကြီကားတွေအများကြီးတထိုင်တည်းရေးပြနိုင်တော့လူထင်ကြီးခံရသလိုထူးချောင်းတော်ချောင်းချီကျူးကြတယ်။ဒီလိုညံပြေးခဲလို့လေသူ့ခေသူ့အခါကရူပင်ကို ပကြီရေးတဲ့နေရာမှာဆရာကျသူအဖြစ် သမုတ်ခဲကြသေးတယ်။အချိန်တိုအတွင်းပကြီလက်ရာတွေအများကြီးရေးနိုင်တာကိုတကယ်တော့ သူများကိုခိုင်းတက်လို့ပါသူများလှုပ်ပေးလို့ပြီးစီးနိုင်တဲ့အရာကို ကိုယ်တိုင်လှုပ်เสียရမလို့ရင်ခိုင်းလိုက်ပါပြီးရင်နမယ်တော့ယူဖို့ခိုင်းတက်တာကလည်းပညာတရက်ပဲခိုင်းတက်လို့အလုပ်ပြီးမြောက်တာမို့အဲ့ဒီအကျိုးရလဒ်တွေကို ခံစားပိုင်ခွင့်ရှိတယ်အလုပ်တိုင်းကို ကိုယ်တိုင်လှုပ်မှအားရကျင့်တ်နေရင်မှားနေတယ်ကိုယ်တိုင်လှုပ်เสียရမလို့ရင်သူများကိုခိုင်းပါသူများရဲ့ခွန်အားကိုအသုံးချပြီးကိုကြိုးထုတ်တာကပညာရှိခြင်းပဲ။ အရာအလုံးကို ကိုယ်တိုင်လုပ်နေရင်ခွန်အားဖြုံးရကြသလိုအချိန်ကုန်လူပင်ပန်းပါတယ်ကို့မှာမရှိတဲ့လိုအပ်တဲ့အရေးအချင်းနဲ့အစွမ်းအစကို သူများစီကငှားယူပြီးအသုံးချပါ မနိုင်ဝမထမ်းပါနဲ့ကိုထမ်းမဲ့သူရှာပြီးအလုတ်ပြီးမြောက်မှုအစီအနစ်ကိုတဝါကြီးခံစားပါနီးစဉ်အရာ ကို့အတွက်သူများလှုပ်ပေးလို့ရနေရင်ကိုယ်တိုင်မလှုပ်ဘဲသူတစ်ပါးရဲ့အစွမ်းအစကြောင့်ရလာတဲ့အကျိုးအမြတ်ကို နမဲခံတတ်ပါစေ အဆိုပြုခဲ့တယ်။အဲ့ဒီလိုပဲနောက်ထပ်တနည်းရှိသေးတယ်။အဲ့ဒါကသူတပားဖော်ထုတ်ထားတဲ့အသိပညာဘဝတုတ္တပညာရက်တွေကနေအစီအနှစ်ထုတ်ယူခြင်းပဲ။ဒါကိုအိုင်ဆက်နယူတန်ကဘလူးပေါ်ရက်ချင်းလို့တင်စားထားတယ်။ဆိုလိုတာက ရှေးပဝေတနီးယခေဟောင်းအသိပညာဘဝတုတ္တပညာရက်တွေကြောင့်သာအနာဂတ်တိုးတက်မှုလမ်းစဉ်တွေဖော်ထုတ်နိုင်တာဖြစ်ပါတယ်။ဘလူးကြီးကကိုယ်ထည်ကြီးပြီးအရဲ့အမောင်းမြင့်မှာတော့ အဝေးကိုမြင်နိုင်စွမ်းရှိတယ်။ဘလူးကြီးရဲ့ပခုံးပေါ်တက်ပြီးရက်ကြီးတက်ရင်ဘလူးကြီးနီးတူမြင်နိုင်သိနိုင်ကြောင်းကိုတင်စားထားတာပါ။သူများရဲ့အောင်မြင်မှုထွန်းတောက်မှုအလင်းရောင်နဲ့ကိုကျိုးရှာတတ်မှုကိုစိုးလိုတာလည်းဖြစ်ပါတယ်။ KSS ရှာဖွေတွေ့ရှိခဲ့ကြတဲ့ပညာရက်တွေပဝေသနီယအတွေးခေါ်တွေအလဲခဲစမ်းစစ်မှုတွေရည်နေဆန်သိပ္ပံပညာရွက်တွေကြောင့်သာနေယူတန်အနေနဲ့ခေစမ်းသိပ္ပံပညာရက်တွေကို မျိုးစေ့ချထားနိုင်ခဲ့တာဖြစ်ပါတယ်ပလူတလိုစာပေကဝီကြီးရဲ့လက်ရာတွင်နဲ့တခြားပညာရှင်အသီးသီးရဲ့ဇက်လန်းဇက်ထုတ်ဇက်ကွက်ဇက်အိမ်ဇက်ကောင်တွေကိုအခြေခံပြီးရေးခဲ့လို့သာရှိတ်စပီးယားရဲ့ပြဆက်တွေကလက်ဖြားခါရလောက်အောင်ကောင်းတာပါရှိတ်စပီးယားရဲ့အတွေးတတ်တတ်နဲ့ဘလူမပလူတလိုပုံကူကြီးရဲ့ပြဆက်တွေထက်တာလွန်နိုင်မှာမဟုတ်ပါဘူးခေအဆက်ဆက်ပေါ်ထွက်ခဲ့သမျှပြဆက်ဆရာတိုင်းတဲ့ပလူတက တာလွန်ထူးကဲလို့ပါရှိတ်စပီးရလဲပလူတရဲ့လက်ရာတွေအတူခိုးကိုပိုင်ပြုတ်ခဲ့တာပါအဲ့ဒီလိုပဲပလူတအပါဝင်ပညာရှင်အသီးသီးရဲ့ပြဆက်ကောင်းတွေမြောင်များစွာကို အစီအနှင့်ညှစ်ထုတ်နိုင်လို့လဲရှိတ်စပီးရကသူများထက်တာတဲ့သူ ထူးတဲ့သူ တော်တဲ့သူဖြစ်တာပါ စာရေးသူတွေကြတော့ခေအဆက်ဆက်က ဖော်ထုတ်ခဲ့သမျှလူသားတွေရဲ့တဘာဝနိယာမနဲ့ရုံးကန်ရှင်တန်ရေးဆိုင်ရာဘဝနေနည်း မဟာပြူဟာတွေကို အစီအနစ်ထုတ်ယူကြပြီးတမိုင်းပညာရှင်တွေကြတော့ KSSS ကဖြစ်ဖြစ်ခဲ့သမျှလူသားတွေရဲ့အတုံးမကြမှုညံဖြင်းဆုံယုံမှု မိုက်မဲပေတေမှုတွေကနေအမိုက်တရိုက်သိမ်းစုပေးကြပါတယ်ဘယ်ဘက်ပဲဖြစ်ဖြစ်အတိတ်ကလူတွေရဲ့ကောက်ကျင်မှုတွေကိုအတူခိုးပြီးကိုယ်လဲကောက်ကျင်နိုင်တယ်လို့အရေးချင်းတွေကို တူပပြီးထူးချွန်ပြောင်ပြောင်နိုင်ပါတယ်ဘသူမှကိုပိုင်လဲမဟုတ်ပါလားလို့ စွတ်စွဲလို့မရတယ်လို့ဘသူမှလည်းကိုပိုင်ကိုဆိုင်မဖြစ်ပါဘူးအားလုံးကတဦးပေါ်တဦးကူးယူခိုးချနေကြတာပါပဲတဘဝလုံးအပြင်းကြီးပြီး အမားတွေဖန်တရားတည်နေအောင်လှုပ်လို့ရတယ်လို့အချိန်ကုန်ခံပြီးကိုလန်းကိုလျှောက်လို့လည်းဖြစ်ပါတယ်အဲ့ဒီလိုမဟုတ်ပဲအတိတ်ကပေးတဲ့အစီအနစ်ကိုရစ်မှုပြီးဘဝကိုစတဲ့တဘူတိုးတက်အောင်လှုပ်ခွင်လည်းရှိပါတယ်လူတာတဲ့မပူတဲ့၍မှောက်မှားမှုမရှိနိုင်ပါဘူးဒါကြောင့်လေ မိုက်တဲ့သူတွေကတော့ကိုပိုင်အတွေ့အကြုံကနေသင်ခန်းစာယူတတ်တယ်။ကိုတွေတော့သူများအတွေ့အကြုံကနေသင်ခန်းစာယူပြီးကိုကျိုးဖြည့်စည်းတယ်လို့အော်တိုဘွန်ဘစ်မာကပြောခဲ့ဘူးတယ်။